ီအချိန်ဟာကျက်သွင်ပြူနှွားမဲ့အချိန်ကိုရောက်သွားပြီပေါ့နော်လုံးဝကျက်သွင်ပြူနှွားမဲ့အချိန်ရောက်သွားပြီနှွားပြီးတော့ဘာလုပ်အောင်လဲဆိုလို့ရှိရင်ဒီလိုအလုံးကြီးတာတွေဆိုရင် စိုက်ဖို့သိမ်းပြီးတော့နော်ဒါမျိုးအမှော်လေးတွေကြတော့ဒီဘက်ကအသေးလေးကြတော့စားပြစ်ပြီးတော့အကြီးတွေကိုစိုက်ဖို့အတွက်သိမ်းရတော့မယ်အချိန်ရောက်သွားပြီပေါ့နော်စိုက်ရတော့မယ်အခုမိုးကုန်တော့မယ်ဆိုတော့ကျက်သွင်ပြူစားစိုက်ပြီးအဲစားစိုက်ပြီးတော့ဟိုမှာ သွားဆောင်းမှာအာယူပြီးတော့ຫນွေကြရင်တူလို့ဥမဲ့တူလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အိမ်ကတနေ့ကိုဒါမျိုးတူနီးပါစားတယ်သူက9ရက်တစ်စီးကို9လုံးနဲ့6လုံးကြားလောက်ကုန်တယ်ပေါ့နော်အဲ့တော့တနေ့တူဆိုတော့တနေ့ကို365ဦးဆို yes ဆိုတော့အခု365ဦးဒါမျိုး365မှာစဆူရတော့မယ်ပေါ့နော်အဲ့တော့အမှွာ 400လောက်စုထားပြီးတော့365မောဟာအသက်တင်ကြံမယ်ပေါ့အဲ့တော့အခုချိန်ကဘယ်ချိန်ရောက်ပြီလဲဆိုတော့ Jaden Yu နွားမဲ့ချိန်ရောက်ပြီပေါ့နော်ဘာလို့တဲဝင်ဒီကောင်းနေဒါဒီမှာဘူးချူဘူးလေဘူးချူလေ self sufficient နေရဆိုတဲ့နေရာမှာဒါမျိုးအချိန်ခါနဲ့လုပ်ရတဲ့အလုပ်တွေကိုအာလိဟင်းသွားလို့မရဘူးဟိုအကယ်၍မိသွားရဲဆိုရင်တနစ်စာကျတုံမျိုးစားရမရှိဘူးဖြစ်လိမ့်မယ်အဲ့တော့အပြင်းအဝယ်စားလိုက်မယ်အဲ့တော့ဒီလိုအချိန်ခါနဲ့လုပ်ရတဲ့အလုပ်တွေကိုအာမမေ့မလျော့ပဲလုပ်ဖို့လိုတယ်ဒါကတော့ပြီးခဲ့တဲ့နှစ်ကစိုက်ထားတဲ့ညမာပြည်မှာစိုက်တဲ့အများဆုံးစိုက်တဲ့မျိုးပေါ့နော်လက်ဘေးမှာမျိုးစားဖြစ်ပြီးတော့ သူကဘလို့ခွဲလဲဆိုရင် သူ့အရွက်တွေကအပေါ်ကိုတလွာချင်းစီတက်သွားတယ်ပေါ့နော်ထောင်ပြီး တက်သွားတယ်သူက level မှာအမျိုးအစားဖြစ်တယ်ဒါကတော့ပြီးခဲ့တဲ့နှစ်ကစိုက်ထားတယ်အာတရုတ်ပြည်ကဥိုးဝယ်ပြီးစိုက်ထားတယ်တရုတ်မျိုးပေါ့နော်သူက level ပျော်မျိုးအစားဖြစ်တယ်သူ့ရဲ့အရွက်ကိုကြည့်မယ်ဆိုရင်သူကတနေရာတွေကနေကားထွက်လာတဲ့ပုံစံမျိုးပေါ့နော်ရက်တောင်လိုမျိုးဖြာထွက်တယ်ပေါ့ ချက်တုံပြူကိုများသောအားဖြင့်အညောင်းထွက်လာလို့ရှိရင်ချိုးထားလိုက်ပြီးတော့စားလိုက်တယ်ပေါ့နော်အကယ်၍အညောင်းကိုဆက်ထားမယ်ဆိုရင်တော့ဒီလိုမျိုးအထိတ်မှာအမွာလေးတွေအဖူးဖူးလာပြီးတော့အမွာလေးတွေဖြစ်ပြီးတော့အဲ့အမွာလေးတွေကိုမျိုးဖြစ်နေပြန်ဆိုင်လို့ရတယ်လူအများစုကတော့အဲ့လိုမလုပ်ကြဘူးအညောင်းထွက်လာလို့ရှိရင်ဥပိုကြီးအောင်ဆိုပြီးတော့ပဲအညောင်းကိုချိုးလိုက်ကြတယ် ကျစ်တမျိုးတွေအားလုံးကအမွှာမကွဲခင်မှာဥတလုံးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျစ်တမျိုးကိုအမွှာမကွဲခင်မှာခူးလိုက်မယ်ဆိုရင် ဥတလုံးကိုရမှာဖြစ်တယ်။ဒါကြောင့်မလို့ဥတလုံးဟာလည်းရိုးရိုးကျစ်တမျိုးပဲဖြစ်ပြီးတော့ဘာမှပို့ပြီးတော့အာနိသင် ရှိမနေဘူးပေါ့နော်။ထေချာတာကတော့ကျစ်တမျိုးဥတလုံး စားတဲ့ practice က sustainable ဖြစ်တဲ့ practice မဟုတ်တာထေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကတလုံးနဲ့ဥပြီးတော့အဲ့ဥတလုံးကိုစားလိုက်တဲ့အတွက်ကြောင့်မလို့မျိုးပြန်မရတော့ဘူး။ ဒါကြောင့်မို့ပြန်ဆိုင်လို့လည်းမရတော့ဘူး။ဒီတန်မျိုးအတွက်ပြန်ဆိုင်ပြီးတော့မျိုးယူရတဲ့ practice ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့အဆင်မပြေဘူး။